MCEF မှငလင်းတန်းတင်နေအိမ်83လုံးကိုစစ်ဆေးရကြံပြုပေးခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့ရှိငလင်တန်းတင်နေအိမ်83လုံးကိုစစ်ဆေးရကြံပြုပေးခဲ့ပြီးဖြစ်တဲ့လို့မန္တလေးတိုင်းဒေသကြီးစောင့်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းမှသိရပါတယ်။ ်လူနေအိမ်ရဆောင်ဦးထွေရဲ့ကြံ့ခိုင်မှုကိုစစ်ဆေးရအကြံပြုပေးလျက်ရှိရာမှာမန္တလေးတိုင်းဒေသကြီးဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှကြီးကြပ်ကောင်းပညာရှင်များအင်ဂျင်နီယာများလူငယ်ပရဟိတအဖွဲ့များနဲ့ပူးပေါင်းဆောင်ရွက်နေတာဖြစ်တဲ့သူတီယောင်ပါထိတ်ဒီလိုငလင်တန်းတဲ့အဆောက်အုံထွေးရဲ့ကြံ့ခိုင်မှုစစ်ဆေးပေးထားထွေးကိုမန္တလေးတိုင်းဒေသကြီးဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းအပြင်မန္တလေးမြို့စီပင်သားရဲကော်မတီနဲ့အခြားအဖွဲ့အစည်းတွေကလည်းဆောင်ရွက်ပေးလျက်ရှိ မာထေဆက်လက်ပြီးတော့လေငလင်းတန်းတဲ့နေအိမ်ထွေးကိုစစ်စေးရချမ်းပြူပေးသွားမှာဖြစ်တာကြောင့်မန်လေးမျိုးရှိမိမိတို့နေအိမ်ထွေးကိုချက်ခိုင်မှုစစ်စေးရချမ်းပြူဖို့အကူအညီလိုအပ်တဲ့အိမ်ပိုင်ရှင်ထွေးအနေနဲ့မန်လေးတိုင်းဒေသကြီးဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းထံကိုဆက်သွယ်နိုင်တယ်လို့သိရပါတယ်ရှင်။